ฮัลโหลอารมณ์เป็นมิงไงวะดีนี่เลยอันวันคันจิรับพิชิมวิดีโอเลยอันนี้เป็นเลยจุดสุดท้ายไปเออ ကျေးဇူးများတင်ပါတယ်။ဘာလို့ကျေးဇူးတင်တာလဲဆိုတော့ဗီဒီယိုလေး clip နှိပ်လိုက်တယ်ဆိုတော့ဒါအဆုံးထိဒီချပေါက်ကြည့်ပေးမယ်စာရေးချက်ပြီးတော့မယ်ဆိုတော့ကျွန်တော်ယုံကြည်နေတဲ့အတွက်ကြောင့်ပါအဲ့တော့ကျေးဇူးတင်ခံပြီးသွားပြီဆိုတော့အာနာပါနာနဲ့အဆုံးထိကြည့်ပေးလိုက်အောင်နော်။အဲမနေ့ကကျွန်တော်တို့ဒီမိုးကျူးဆိုတဲ့စကားလုံးလေးနဲ့ပြီးသွားရပေါ့နော်အရှိပိုင်းကဒီတစ်ခေါက်ကကြတော့ကျွန်တော်မိုးကျူးရဲ့မိုးလေးနဲ့ပဲပြန်ပြီးတော့ဒီလိုမျိုး richet ဆိုရပေါ့ကပလီကိုထပ်ပြီးတော့မှတ်မယ်ဒီ richet လေးကနေစမယ်ပေါ့နော်မိုး richet ဆိုတာကတော့အဲ့လိုတန်မာရဲ့အားကောင်းတဲ့အဲ့လို strong ဖြစ်တဲ့အဲကျူးကျူးဆဆလောက်တဲ့ ွဲအထိပ်ပဲရတဲ့စကားလုံးလေးဖြစ်ပါတယ်မိုရစ်ချ်ရစ်ချ်လေးပေါ့နော်ငငယ်တော့ကျွန်တော်တို့တွေ့ခဲ့တာကဒီလိုမျိုးရစ်ချ်ဂျော်ရစ်ချ်တို့ပါတဲ့အစီအတန်းဆိုရဲ့ ခရစ်စလေးတွေ့ခဲ့တယ်အဲ့ဒီအောက်မှာအဆက်ကလေးဝင်သွားတယ်ပေါ့နော်အဲ့တော့ဒါ N1 စလုံးလေးဖြစ်ပါတယ် Moritz အားကောင်းသောအားပြင်းသောဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဟိုသူကလေအလိုနည်းနည်းလေးပြင်းထန်တယ်ဟိုလိုပုံမှန်တာမန်ထက်နည်းနည်းလေးအရှိန်အဟုန်ကောင်းတယ်ဆိုတဲ့အသေးပဲမျိုးလေးနဲ့တုံးတယ်ပေါ့နော် Moritz ဆိုတဲ့ဘောကပ်လေးဒါလေးအတွဲလိုက်လေးဒီဘောကပ်လေးမှတ်ထားပြီပေါ့နော်တခြားလူတွေနဲ့ပေါင်းတာထက်သူတို့ကသူတို့နှစ်ယောက်တည်းဟိုနှစ်ယောက်တည်းတက္ကပါရှိတတ်တာများတယ်ပေါ့နော်အဲ့တော့ Moritz ဆိုတဲ့ဥစ္စာလေးဖတ်တတ်တယ်ဆိုရင်ဒါအစားရရလို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ်သူ့ရဲ့နောက်မှာရှိနေတဲ့ဒီစကားလုံးလေးအ ာဒါလေးဒါလေးကကျွန်တော်ပေါ့နော်ဒီအားရှိမှုဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့အဲ့လိုမျိုးနည်းနည်းမထီမဲ့မြင်လို့တဲ့အထင်မြင်သေးတယ်ဆိုတဲ့စကားလုံးလေးဟိုအားရှိဆိုလို့ရှိရင်မနှစ်မြုပ်ွယ်ဖြစ်တော့ဆိုတဲ့စကားလုံးလေးဖြစ်သွားတာဟုတ်နော်အဲ့တော့ဟိုတစ်ခါတလေကြာလို့ရှိရင်ကျွန်တော် unfair ပေါ့နော်မမျှတဘူးလို့ပါလို့ဆိုလို့ရှင် he cures ရဲ့ vocab လေးရှိတယ်ဒီလားအဲ့တော့ဒီ he cures ရဲ့ vocab လေးကိုအဲမှတ်ထားပေးတယ်ဆိုလို့ရှင်အဆင်ပြေမယ်ကျွန်တော်ကတော့သူ့ကိုရင်းနှီးနှီးသိတယ်ဘာလို့လဲဆိုတော့ကျွန်တော် unwar မှာပဲနောက်ထပ် vocab လေးတစ်ခုရှိသေးတယ်အဲ့လိုဟိုကြောက်တိုင်ကို sekhi hi ဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့အဲ့ကြောက်တိုင်စက်ခီဟီဆိုရယ် vocab လေးမှာဆိုရင်လည်းသူ့ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မြင်လာတဲ့ဒီ he kill ဆိုရယ် vocab လို့တွဲပြီးတော့မြင်လဲမြင်နေအဲမှတ်လဲမှတ်ထားတယ်ပေါ့နော်အဲ့တော့ဒီ he ဆိုရယ် vocab လေးမှတ်ထားပေးပါဦး သူရဲ့နောက်မှာရှိနေရလေကကြတော့ဒီ so ဆိုရယ် vocab လေးဒါလေးဒါလေးကကျွန်တော်အရွယ်ကောင်းလို့ပါလို့ဆိုလို့ရှင် so nan ဆိုပြီးတော့တွေ့တာဟုတ်နော် so nan အဲ ုံမှန်ဆိုလို့ရှိရင်ဒီစကားလုံးလေးကို undo လောက်တော့ ਆ ဆိုလို့ရှိရင်လည်းမျိုး bed so တို့ဘာတို့မှဒီလိုမျိုးစိတ်ပိုင်းလေးမြင်ဘူးတယ် bed so ဆိုတာကဟိုပုံမှန်လူနေတဲ့အိမ်မဟုတ်ဘဲနဲ့အဲ့လိုအပန်းဖြေပြီးလာတို့ဘာတို့ဆိုလို့ရှိရင် bed so ဆိုပြီးတော့ခေါ်တာပေါ့နော် holiday house တို့ဘာတို့ဆို bed so ဆိုပြီးတော့ခေါ်တယ်အဲ့ဒီမှာပါတယ် so လေးဖြစ်ပါတယ်သူကအရွယ်ကောင်းတတ်မာတယ်ဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့နော်အဲ့တော့ bed so nan တို့ဘာတို့မှတွေ့ရတဲ့တွေ့လိုက်လေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် အာတခါတလေကြားလို့ရှင်လေအဲ့လိုဇုံတယောက်ကိုအဲ့လိုနှုတ်ဆက်ပွဲတွေပါလေဆိုလို့ရှင်လိုမျိုးဆိုးခိုးကင်ဆိုပြီးတော့ခေါ်တာမျိုးလေးလည်းရှိတယ်ပေါ့နော်ဆိုးခိုးကင်ဒီလိုလေးရည်ရပေါ့နော်ဆိုကိုကိုင်ဆိုအဲ့လိုနှုတ်ဆက်ပွဲတွေပါလေတွေ့ရတဲ့တဲ့ပြီးလို့ရှင်အဲ့လိုခခိုင်မမကြီးကြီးမမဆိုလို့ရှင်ဆိုဒိုင်းဆိုဘောကပ်မျိုးလေးလည်းတွေ့ရတဲ့တဲ့ပေါ့နော်နောက်ကဒါလေးကတော့တေချာပေါက်တည်ထားပြီးသားခခဲဆိုဘောကပ်လေးဖြစ်ပါတယ်အဲ့တော့ခခဲကလည်းနှစ်ခုရှိရပေါ့နော်ကျွန်တော်အိုခခဲဆာမတဲ့ဆိုလို့ရှင်အိုခခဲအိုခခဲဆာမတဲ့ဆိုလို့ရှင်ဒီဒီဒီစကလုံးလေးနဲ့ရေးပြရတယ်ပေါ့နော် အဲ့တော့အဲခခဲကနှစ်ခုရှိတာဖြစ်တဲ့အတွက်ခခဲရေခခဲရေဘာကွာလဲဆိုတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်စာပိုက်လေးရေးထားပို့တယ်ပေါ့နော်စိတ်ဝင်စားရဲဆိုလို့ရှိရင်ရှားပြီးတော့ဖတ်ကြည့်ပေးပါ and one ဖြစ်တဲ့အတွက်တေချာပါဦးကိုပါကိုရှားပြီးတော့လေ့လာပေးနော်အနောက်မှာရှိနေတဲ့ဒါလေးဒါလေးကဖခုရမှုဆိုပြီးတော့ဖတ်ပါတယ်ဖခုရမှုအဲတော်တော်လေးအဲ့လိုဟိုမေ့သွားတက်တဲ့ဘောကပ်ဒီထဲမှာလည်းသူပါတယ်ပေါ့နော်ဖခုရမှုဆိုတာကအဲ့လိုဟိုဖြန့်လိုက်တယ်ဆိုတဲ့အသေးပဲမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုဟိုပန်း အဖူးအငုံလေးတွေပွင့်သွားတာတို့ပါလို့ဆိုလို့ရှင်လည်းသုံးတယ်ပေါ့နော်ဖူကူရာမို့အဲ့တော့စူပိုမီကဖူကူရာမို့ဆိုလို့ရှင်အဖူးအငုံလေးတွေပွင့်သွားတယ်ပန်းပွင့်သွားတယ်ဆိုရဲအထိပ်ပဲမျိုးလေးနဲ့သုံးတယ်ပေါ့နော်သူကအဲ့လိုချုံထားတဲ့အရာတစ်ခုခုကပြန့်သွားတယ်ကားသွားတယ်ကြီးဖြစ်သွားတယ်လို့ဆိုလို့ရှင်သုံးတယ်ဖူကူရာမို့ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အနောက်မှာရှိနေတဲ့ဒါလေးဒါလေးကကြတော့ခိဆက်ခိရဲ့ခိလေးဖြစ်ပါတယ် မီရာကယ်ပေါ့နော်အာသင်ဘွယ်ဖြစ်ရဆိုတဲ့စကားလုံးလေးခိဆက်ခီရဲ့ခီလေးပါခိဆက်ခီကတချင်းလေးလေးရှိတယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကဘာမှရင်းရင်းနှီးနှီးမြင်ဘူးနေရလဲဆိုတော့လမ်းကြုံဝင်သည်ဆိုရဲရောဒုဆိုရဲစကားလုံးလေးမှာတွေ့ခင်ရပေါ့နော်အဲ့တော့အဲ့နှစ်ခုကမတူဘူးဆိုရဲဥစားလေးကိုဒါအနှွမ်းရောက်ပြီဆိုလို့ရှင်ကိုကိုပြပြတီးထားပေးဖို့လိုအပ်တယ် ဒါလေးအာဒီနှစ်ခုပေါင်းပြီးတော့ဗောနော်ဒီအနောက်မှာရှိနေတဲ့ဒီစကလုံးနှစ်ခုပေါင်းပြီးတော့ကျွန်တော်အမြဲတမ်းတွေ့ရတဲ့ဘီမျောဆိုပြီးတော့ဖြစ်သွားတယ်ဗောနော်ဘီမျောအာချတ်တူဘီမျောဒါနာဆိုလို့ရှင်အဲအဲနည်းနည်းလေးတော့တမျိုးလေးဖြစ်တယ်ဆိုရအထိပ်ပဲမျိုးလေးဗောနော်တော်တော်ကိုစကပြောတွေတဲ့မှာတုံးတဲ့စကလုံးလေးဖြစ်ပါတယ်ဘီမျောကကြတော့သူက100% agree မဟုတ်ဘူးအဲနည်းနည်းလေးတမျိုးလေးဖြစ်နေရဲဆိုရအထိပ်ပဲမျိုးလေးဗောနော်အဲ့တော့음နည်းနည်းလေးတွေ့ဝေနေရလို့ဘာလို့မှတုံးတဲ့စကလုံးလေးဗောနော်အဲ့တော့ဘီမျောဆိုရစကလုံးလေးရှိတယ်သူနောက်ကဒါဘီမျောရဲ့မျောလေးဗောနော် အဲ့တော့သူ့ကိုမြင်လို့ရှိရင်လေကျွန်တော်တို့ကအမြင်နဲ့ဟိုဟာလေးနဲ့လွဲလေလွဲထားရှိတယ်ဗျောဆိုရယ်စက္ကန့်ဆိုရယ်စက္ကလုံးလေးနဲ့လွဲလေလွဲထားရှိတယ်မတူဘူးเนาะအဲ့တော့တတိချာချာလေးကြွယ်အောင်ကြက်ထားပေးပါအဲ့ဒီနောက်မှာထပ်ပြီးတော့ရှိနေတာကကြတော့ဒါမီဒီယိုခုရဲ့မိလေးဖြစ်ပါတယ်မီဒီယိုခု မီဒီယိုခုကကြတော့အဲ့လိုချမ်းမင်းဖြစ်တဲ့အဟိုနှစ်လိုဖွဲကောင်းနေဆိုတဲ့စက္ကလုံးလေးပေါ့เนาะမီဒီယိုခုရဲ့မိလေး อืมตูก็เลยตังเงินนี่อายရှိดาโหだแม้လေဟိုတတိထားပြီးတော့ကြက်မယ်เนาะဥပမာကျွန်တော်တို့ဒီအခုမရဲ့မတို့ပါလို့ဆိုလို့ရှင်ဒီလိုမျိုးလေခန်းချက်ဆင်နေတော့လေပြီးလို့ရှင်မိနီခွေရုပ်ဆိုးတယ်ဆိုတဲ့စကားလုံးမှာလည်းသူပါနေတာဖြစ်တဲ့အတွက်အဲဒီตัวကြတော့ plus ဆိုတဲ့အတိတ်ပဲဖြစ်ပြီးတော့ဒီအနောက်ကနှစ်ခုကကြတော့ minus အတိတ်ပဲဖြစ်တော့အတော့ဟိုခန်းကြီးကဟို radical ဆင်နေဆိုပေမဲ့ဟိုအကုန်လုံးပေါ့เนาะအဲ့လိုရောပြီးတော့ကြက်လိုက်လို့မရဘူးတတိချာလေးကွဲအောင်မှတ်ပေးပါเนาะ อืมဒါလေးဒီနောက်ဆုံးကစကားလုံးလေးဒါလေးဒါလေးကိုမြင်လို့ရှိရင်အဲဖတ်တက်စီချင်တယ်ပေါ့နော်သူကကျွန်တော်အမြင်နဲ့အတွဲလိုက်ဒီလုံးလောက်ချက်ထားလိုက်လို့ရှိရင်တော်တော်လေးကိုအဆင်ပြေတယ်ဟေးပွန်တာမန်ဖြစ်တော့ဆိုတဲ့စကားလုံးလေးပေါ့နော်ဟိုအများနဲ့အတူတူပဲဘာမှတိတ်ပြီးတော့လို့ထူးထူးခြားခြားမရှိဘူးတာမန်တာမန်ပေါ့တာတာမန်ဆိုတဲ့စကားလုံးလေးကိုဟေးပွန်ဆိုပြီးတော့သုံးပါတယ်အဲ့လို ဒါလေးလည်းတော်တော်လေးအလိုတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒါလေးလည်းမှတ်မိထားပြီးရင်ကောင်းပါတယ်အဲ့တော့ဟေးဘုံရေဘုံလေးပြီးသွားတဲ့အခါမှာကျောင်းမှာဒီအောက်မှာနှစ်ခုရှိနေရပေါ့နော်ဒီနှစ်ခုဒီနှစ်ခုကိုကျွန်တော်အမြဲတမ်းဟိုအတွဲလိုက်လေးကျက်စီခြင်းနဲ့ core oats ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် core oats core oats ဆိုတာကအဲတင့်နှစ်လို့အဓိပ္ပာယ်ရတဲ့စကားလုံးလေးပေါ့နော်အဲ့ဒီအကြောင်းလည်းကျွန်တော်စာအရှိရေးဘူးတယ်ဒါပေမဲ့ဒီမှာတော့တခါပြန်ပြီးတော့မှတ်မယ်ပေါ့နော်ကျွန်တော်ဟိုလက်ဖွားတွေလက်ဖမိုးတွေဆိုလို့ရှိရင်တင့်တော့ခိုးဆိုလို့ရှိရင်ဒါလက်ဟိုလက်ဖ မိုးပေါ့เนาะတဲ့တော့ဟီတာဆိုလို့ရှင်ကကြတော့ လက်ဖက်ဝါးဆိုပြီးတော့ဖြစ်တာဟုတ်เนาะတဲနော်ဟီတာတဲနော်ဟီတာကဒီလိုမျိုးလေးရေးရင်လည်းရတယ်ဒါမှမဟုတ်ဒီတစ်ခုတည်းရေးရင်လည်းရတယ်အသေးပေကတော့တူတူပဲပေါ့เนาะအဲ့တော့ထဲနော်ခိုးရခိုးလေးဖြစ်ပါတယ်ဒါပေမဲ့သူကနံပါတ်1ကိုကိုစားပြည့်ရစကလုံးလေးပေါ့เนาะအနောက်ကအိုချစ်လေးကကြတော့နံပါတ်2ကိုကိုစားပြည့်ရစကလုံးလေးဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ခုကိုကျွန်တော် contract တွေပိုင်းမှာ party A party B ဆိုပြီးတော့ contract ချုပ်ဆိုတဲ့သူ ਨੇ အဲဟိုချုပ်ချုပ်ဆိုတဲ့သူနှစ်ယောက်ရှိရဲဆိုလို့ရှိရင်အဲ့မှာတွေ့ရတဲ့တဲ့ပေါ့เนาะဟိုဟို ရောင်းနေဆိုရင်လည်းရောင်းနေသူနဲ့ဝယ်တဲ့သူပေါ့နော်အဲ့ဒါမျိုးတွေ့ရတဲ့ခိုးအချွတ်ဆွဲစကားလုံးတွေပါတော်တော်လေး business မှာသုံးတဲ့စကားလုံးတွေဖြစ်တဲ့အတွက်နှစ်ခုလုံးမှတ်ထားပေးစေချင်တယ်ဒါလေးဒါကတော့ကျွန်တော်ယုံမှာတော့အများနဲ့တွေ့နေရတယ်ပေါ့နော်ကျွန်တော်ယုံကလူတွေကဘာလို့လဲမသိဘူးအဲ့လိုမျိုးစကားလုံးတွေဆိုလို့ရှိရင်အရန်လှလှလေးတုံးကြတယ်ပေါ့အကုန်လုံးကလေဒီဟိုဂျပန်လူမျိုးတွေဖြစ်ပေမဲ့ဂျပန်စကားအရန်တော်တာပဲအဲ့လိုမျိုးတော့ထင်ရတတ်တယ်ပေါ့နော်တာမန်ဟိုယူယိုဟိုပုံမှန်ပြောတာမဟုတ်ဘဲနဲ့အဲ့လိုစကားဆိုလို့ရှိရင်အရန်ဟိုလှလှလေးပြောကြတယ်ပေါ့နော် အဲအဲ့တော့ဒီဟာကကျွန်တော်ဟိုရုံးမဆိုလို့ရှင်ဘယ်လိုနေရာမျိုးမှာတွေ့ရရလဲဆိုတော့အာခိုးကျူစခုတို့ဘာလို့မှတွေ့ရတဲ့ခိုးကျူခိုးစွာကသူကခိုးဆိုပြီးရောဖတ်တယ်ပေါ့နော်ခိုးကျူအနောက်ကဒီတိုက်စခုရဲ့စခုလေတိုက်စခုစွာကအာပလန်ပေါ့နော်အဲ့တော့ဟိုတစ်ခုခုကို အဲအစီအစဉ်ဆွဲပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဇန်တိဇန်တိစခုခိုးကျူစခုဆိုပြီးတော့ရှိတယ်ပေါ့နော်ဇန်တိဆိုတာကဒီအောက်ကခန်းကြီးလေးလေးဒါ n1 စကလုံးလေးပေါ့နော်ဇန်တိဆိုတာကတော့ temporary ဆွဲစကလုံးလေးဖြစ်ပြီးတော့အဲဇန်တိစခုဆိုလို့ရှိရင် temporary plan ပေါ့နော်ဒီဟာကကျတော့ခိုးအဲခိုးကျူ ခိုးကျူစားခုဆိုလို့ရှိရင်သူကကြောက်ခိုးကျူဆိုတာကခိုင်မြဲသောအမြဲတမ်းဖြစ်သောဆွဲစကားလုံးလေးဖြစ်ပြီးခိုးကျူစားခုဆိုလို့ရှိရင်ဒါအမြဲတမ်းသုံးမဲ့ပမန်နဲ့ပလန်ဆိုပြီးတော့ကျွန်တော်သုံးကြရဲပေါ့နော်အဲ့ဒီမှာပါတဲ့စကားလုံးလေးအဲခိုးရေကျော်ကြီးလိုပါလို့လည်းတွေ့ရတဲ့တဲ့ပုံမှန်နှစ်ဆင်ချင်းပါနေကြပွဲတွေပါလေဆိုလို့ရှိရင်လည်းအဲ့လိုခိုးရေဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့ဒီမှာပါတဲ့ခိုးလေးဖြစ်ပါတယ်သူကလေခိုးလို့မဖတ်ချင်ဘူးမြင်တာနဲ့ကျွန်တော်တို့ကဒီလိုမျိုးပေါ့တန်တိုးလို့ပါတော့မှသူ့ကိုတန်းဆိုပြီးတော့ဖတ်ခဲ့တယ်အဲပြီးလို့ရှိရင်အရှိမတော်ကခါခီဆိုပြီးတော့လည်းဖတ်ခဲ့တယ်အဲ့တော့ဒီခိုးကျူးကိုကြတော့ခို ိုးလို့မဖတ်ချင်တော့တာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းခန်းကြီးပါရတီကယ်လေးရှိရဖြစ်တဲ့အတွက်ဒါလေးကိုလည်းတခြားပေါက်ပြန်ပြီးတော့ချက်ထားပေးပါ အနောက်မှာရှိနေတာလေဒါလေးကကြတော့ဒါလေးကလည်းဒါလေးလည်းကျွန်တော်အမြဲတမ်းပြောမှုတယ်ဤတာတို့ဟိုတခုခုကိုပေါ့နော်တခုခုကိုဆိုက်ရောက်သွားတယ်ဟိုရောက်ဟိုမခုတက်ခိချင်းဤတာတို့ဆိုလို့ရှိရင်ကိုယ့်ရဲ့အဲပန်းနိုင်ကိုရောက်သွားတယ်ဆိုတဲ့အထိပယ်မျိုးလေးနဲ့သုံးတဲ့ဤတာတို့လေးပေါ့နော်သူကကြတော့အလိုဟိုအဆုံးသက်ဆိုက်ရောက်တဲ့ point ကိုပြတဲ့စကားလုံးလေးဖြစ်ပါတယ်ဤတာတို့ဆိုတဲ့စကားလုံးလေးပါသူရဲ့အနောက်မှာရှိနေတာလေးကကြတော့အဲမာတာတာခုအဲမျက်တောင်ခတ်တယ်မိတ်တုံးမိတ်တုံးဖြစ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့ကျွန်တော်ရှုံးကန်အချိန် moment လေးတွေကိုခေါ်တဲ့ ခါမျိုးမှာပါတဲ့ရှင်လေးဖြစ်ပါတယ်เนาะဒါလေးရှိမယ်အနောက်ကဒါလေးကကြတော့ဒါလာတလာကိုကျွန်တော်တို့၃ပိုင်းပိုင်းပြီးတော့ဂျပန်မှာဂျပန်မှာဒါစကားမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြောကြတယ်အဲဂျောဂျွန်းချူဂျွန်းဆိုပြီးတော့ပြောကြရဲပေါ့เนาะဂျောဂျွန်းချူဂျွန်းကဲဂျွန်းဆိုပြီးတော့ပြောတယ်အဲ့ဒီမှာပါတဲ့ဂျွန်းလေးပါဒါမဲ့သူ့ကိုတလုံးလောက်ထပ်ပြီးတော့ချက်ပေးဖို့လိုအပ်တယ်အန်နွမ်းရောက်ပြီးဆိုလို့ရှိရင်ရှင်တော့ရာစာကြီးဆိုပြီးတော့အတွဲလိုက်လေးချက်ထားလိုက်ရတယ်အဲ့တော့ရာတိပေါ်အစားစာကြီးဆိုလို့ရှိရင်သူ့ရှင်ဆိုပြီးတော့ဖတ်တယ်ပေါ့เนาะအဲ့မှာ ိုတို့မြင်လာတဲ့ဂျွန်းဆိုပြီးတော့ဖတ်ပေးလိုက်လို့မရဘူး။ရှောင်းတော့ရစာရေးဆိုလို့ရှင်ရှောင်းဆိုပြီးတော့ဖတ်ပေးမှမှန်မှာပေါ့နော်။အဲ့တစ်ချက်လေးပဲတတိထားလိုက်ရပြီ။ Okay အနောက်မှာထပ်ပြီးတော့ရှိနေရလေးကဒါလေးလက်တည်တယ်ဒါလေးကကြတော့အဲခို့တို့လောက်ဟိုအချိန်ဟိုပေါ့နော်ဘယ်တုန်းကလောက်အခုတလောတို့ဘာလို့ပြောရဲခို့တို့လောက်ဆိုရဲစကားလုံးလေးဖြစ်ပါတယ်ချီကာဂိုတို့ဆိုလို့ရှိရင်အခုတလောဆိုရဲစကားလုံးလေးပေါ့နော်အဲ့ဒီမှာပါရဲစကားလုံးလေးဖြစ်ပါတယ်อืม အခုတော်ဆာမျက်နှာခုနှစ်ခုလောက်ဖတ်နေတယ်ဆိုပြီးတော့အဲ့လိုမျိုးလေးမှတ်ထားလိုက်လို့ရတယ်။အရှိရဟာလေးကကြတော့ဒီစင်တော့မစင်ဘူး။နာနာပေါ့နော်။နံပါတ်9ရဲ့ဟာလေးနဲ့စင်တယ်။ပြီးတော့အနောက်ကဟာလေးကကြတော့ဒါပေကြီးဆိုလို့ရှင်ဆာမျက်နှာဆိုတဲ့စကားလုံးလေးပေါ့နော်။အဲ့တော့အဲ့လိုလေးမှတ်ထားလိုက်လို့ရတယ်။သူ့ရဲ့နောက်မှာရှိနေတဲ့ဥစားလေးကကြတော့ဒါကျွန်တော်တီးပြီးသားဂျောဂျောနီးရဲ့ဂျောလေးဖြစ်ပါတယ်။ဂျောဆိုတာတဖြည်းဖြည်းဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်။အဲ့ဒါကကျွန်တော်အာ ကားမောင်းလို့ရှင်လမ်းမှာတွေ့တဲ့ဆိုင်ပုတ်တွေထဲမှာဆိုလို့ရှင်ကြော်ခိုးဆိုပြီးတော့တွေ့ရတယ်ကြော်ခိုးဆိုတာဖိဖိသွားခိုင်းတာပေါ့နော်ကြော်ကြော်နီအီခုဆိုကြော်ကြော်နီကြော်ကြော်ကြော်အကြတော့သူဖိဖိဆိုအတိတ်ပဲဖြစ်ပြီးအနောက်ကကြတော့အီခုဆိုစကားလုံးလေးဖြစ်ကြော်ခိုးဆိုလို့ရှင်ကျွန်တော်ကအနှေးမောင်းခိုင်းတာပေါ့နော်အဲ့နာမှာအချိန်သွားပြီးတော့အချိန်နဲ့ဝူးဆိုမောင်းလို့မရအောင်အဲ့နေရာရအောင်အချိန်လျှော့ပြီးမောင်းရတဲ့နေရာမျိုးပေါ့နော်ကြော်ခိုးဆိုပြီးတော့ရှိတယ်သူရဲ့နောက်မှာထပ်ပြီးတော့ရှိနေတဲ့ဥစ္စာလေးကဟင်းဆိုပြီးတော့ခေါ်ပြီးတော့ကျွန်တော်ဟင်းတို့လို့ပါလို့ frequency ပေါ့နော်ချိန်နှုန်းအဲတခုခုဖြစ်တဲ့ အကျင့်အရေးအတွက်တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော် frequency ဆိုပြီးတော့ခေါ်တယ်အဲ့ဒီမှာပါတယ်ဟင်းတို့ရဲ့ဟင်းလေးဖြစ်ပါတယ်။အွန်းဒါလေးဒါလေးတော့ပြောတော့ဘာလို့လဲဆိုတော့ဟိုသူကကျွန်တော်အမြဲတမ်းပြောနေကြတဲ့လိုမျိုး ခန်းကြီးပိုင်းရက်ဒီကအဖွဲထဲမှာပါလို့လေနော်စတာပါပြောမယ်အဲ့တော့သူကဘာမှပါလဲဆိုတော့ဒီချီခုအချီတို့ဘာတို့မှာပါတာဟိုတစ်ခုပြီးတစ်ခု step by step 1 by 1ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲချီခုအချီစီယာခုဆိုပြီးတော့ကျွန်တော်တို့ခေါ်တယ်အဲ့တော့စီယာခုစကားပြန်လုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကနှစ်မျိုးရှိတာကိုဒိုးကြီးစီယာခုရဲ့ချီခုကြီးစီယာခုရဲ့ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒိုးကြီးစီယာခုကကြတော့အချက်ပြောရလို့လည်းပြောနောက်ကလူကလည်းတပြိုင်တည်းထဲလိုက်ပြီးတော့ပြောတာပေါ့နော်အဲ့လို conference ဒီပိုင်းမှာဆိုမိုက်ခရိုဖုန်းနဲ့ပါတာပြန်တာမျိုးပေါ့နော်အဲ့ဒါမျိုး အဲတို့ကြည့်စရာခုဆိုပြီးတော့ခေါ်တယ်ချီခုကြည့်စရာခုကကြတော့အရှိအလူကတယောက်ပြောအဲချီခုကြည့်နောက်ကလူကဟိုဟိုပေါ့နော်သူပြောပြီးတဲ့ဟာကိုနောက်ကနေလိုက်ပြီးတော့ပြောတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒါကိုချီခုကြည့်စရာခုဆိုပြီးတော့ခေါ်တယ်အဲ့တော့တစ်ခုပြီးတစ်ခု step by step ချီခု1ဟိုခုခုစုတူဆိုလို့ရှိရင်လည်းတစ်ခုပြီးတစ်ခုအဲဒါပြရတဲ့ ပြီးပါပြီဆိုတဲ့ဥစ္စာမျိုးတော့ပို့လို့တဲ့ဟာမျိုးပေါ့နော်အဲ့ဒီမှာပါတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့နောက်ကဒါလေးဒါလေးကအရှိခမ်းမှာတော့ပြောခဲ့ဘူးတယ်ထင်တယ် is sayni တပြိုင်နက်သေးဆိုတဲ့အတိတ်ပဲမျိုးမှာပါတဲ့ say လေးဖြစ်ပါတယ်သူရဲ့နောက်ကစကားလုံးလေးကအဲဘဒူလဲဒါတွေဆိုပြီးတော့ပြောလိုက်မယ်ဆိုလို့ရှင်မှားသွားလိမ့်မယ်ပေါ့နော်ဒါတွေကကြတော့အရှိမှာ eu hand လေးနဲ့ဖြစ်ပြီးတော့သူက ue it ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ် ue it ဆိုတာက unique ဖြစ်တော့ unique ဖြစ်တော့ ue it's a moon ni ဆိုပြီးတော့အမြဲတမ်းသုံးတယ်တခုတည်းပဲရှိတယ်တခြားနှစ်ခုမရှိနိုင်တော့ပြန်ဖက်ခင်းတော့ တူမရှိတော့ unique ဖြစ်တော့ဆိုရဲစကလုံးလေးပါလှရဲပေါ့เนาะအဲ့ဒါလေးလက်မှတ်ထားပေးတွေ့နောက်မှာရှိနေရတွေ့နောက်မှာထပ်ရှိနေတဲ့ဥစ္စာလေးကကျောများတော့ဖြစ်လို့မျိုးဆူဆူဆိုပြီးတော့တွေ့ရတဲ့ mutual understanding တို့ဘာလို့မှတွေ့ရတဲ့အဲ့လိုဆူဆူ communication ဆိုပြီးတော့တုံးနေပေါ့နော်သူက buff အနေနဲ့ဆိုလို့ရှိရင်ကကြတော့ဥတိုး မှုအဲ့လိုမျိုးပေါ့နော်ဟိုရှောင်ဖဲတယ် neglect လုပ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပြီးလို့ရှိရင်တခါလေကြာရင်သုံးတယောက်အဆက်အသွယ်မလုပ်ဖဲနေရတော့ပါဘူးဆိုကျွန်တော်ဆိုအန်းဆိုပြီးတော့တုံးတာမျိုးလေးရှိရပေါ့နော်ဒီအခန်းကလေတော်တော်လေးလှတယ်ပေါ့နော် ဒါမဲ့တစ်ခေါက်ထဲနဲ့နားထောင်ရင်တော့မမှတ်မိလောက်ဘူးလို့ထင်တယ်။ထက်ခါတခါနားထောင်ဖို့အတွက်တကယ်ကိုအကြံပြုပါရနော်။အဲ့တော့ဆိုကျူးမှာပါတယ်ဆိုလေးဖြစ်ပါတယ်။ဥတိုးမှုဆိုပြီးတော့ဖတ်တယ်ပေါ့နော်။ပြန်နောက်မှာထပ်ပြီးတော့ရှိနေတဲ့ဥစားလေးကကျွန်တော်တို့ဒီခကြောတို့ပါရရဲ့ကြော်လွန်နေပိုလွန်နေဆိုတဲ့စကားလုံးလေး ਨੇ ပြောတယ်ပေါ့နော်။အဲ့လိုအလွန်အမင်းပေါ့။လိုအပ်တာထက်ပိုတယ်ဆိုတဲ့အထိပ္ပယ်လေးမှာတုံးတဲ့ကြောဆိုတဲ့စကားလုံးလေးဖြစ်ပါအောင်။အမှကြည်ရှင်းခကြောဆိုလို့ရှိရင်လောက over confidence ဆိုတဲ့အထိပ္ပယ်မျိုးလေးဖြစ်သွားတယ်ပေါ့နော်။ပြန်နောက်မှာထပ်ပြီးတော့ရှိနေတဲ့ဥစားလေးကကြတော့ဒါယင်းနီးတီးပြီးဒါယူတူမှု ုယောယောယောယူရုမူယောရဲတီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ယူရုမဲရုဆိုလို့ရှင်ကျွန်တော်ဟိုယောအောင်လုပ်လိုက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ယူရုဤလိုပါလို့ဆိုရင်ပြေယောတော့ဆိုတဲ့စကားလုံးလေးဖြစ်တယ်အဲအဲ့ဒီနောက်မှာထပ်ပြီးတော့ရှိနေရလေးကတလုံးလောက်လေးချက်ထားလိုက်လို့ရှင်တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်ကျွန်တော်ဒီခင်းခိုးမှာပါတဲ့ခိုးလေးဖြစ်ပါတယ်ခင်းခိုးဆိုတာက valence ဖြစ်တယ်ဟန်ချက်ညီတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ဟိုအများကြီးလုံးတွဲနေမရှိတဲ့အတွက် တစ်ခေါက်ချက်ပြီးလို့ရှင်မေ့သွားတယ်ပေါ့เนาะအဲ့တော့ထက်ခါထက်ခါညင်နေအောင်ကြည်ထားပေးဖို့လိုအပ်တဲ့စကလုံးလေးမှာပါပါတယ်ခင်ခိုးရဲ့ခိုးလေးဖြစ်ပါတယ်เนาะပြီးရင်ဒါလေးဒါလေးကလေအဲ့လို ခုတ်တူဆိုပြီးတော့လည်းဖတ်တယ်တခါလေးကြားလို့ရှိရင်အဲ့လိုခုတ်တူနီးဆိုလို့ရှိရင်အထူးသဖြင့်တုခုနီးဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့သုံးတယ်ပေါ့နော်အဲ့တော့သူ့အများသောအဖြစ်ကျွန်တော်ကဒီတုခုရှုဆိုပြီးတော့အဲ့လိုမျိုးလေးရှုအနေနဲ့တွေ့ရတတ်တယ်ပေါ့နော်အဲအရင်တုန်းကကျွန်တော်တွေ့ခဲ့တဲ့ဒီရှုအီရိုတို့ဘာလို့ဆိုလို့ရှိရင်ပြဓာနီယောင်တို့ဘာလို့ဆိုလို့ရှိရင်သူ့ပါနေရအောင်ပြီးလို့ရှိရင်အဲ့လိုခပူရှိခီတို့ဘာလို့မှဆိုလို့ရှိရင်လည်းသူ့ပါတယ်အဲ့တော့ဟွန်း ညဥ်စာလေးပေါ့နော်ဒါလေးတခုရှုရဲ့ရှုဆိုပြီးတော့အထူး special ဆိုတဲ့အထူးသဖြင့်ဆွဲစကားလုံးလေးအဲ့ဒါလေးမှတ်ထားပေးဖို့လိုအပ်တယ်သူ့ရဲ့နောက်မှာထပ်ပြီးတော့ရှိနေတဲ့ဥစာလေးကကြတော့ခတာယောတို့တိန်ဆောင်တီဆွဲစကားလုံးလေးကျောင်းဟန်တူဆူဆိုလို့ရှင်ခေါင်းတစ်ချိန်ကြိုက်နေရတို့ပါတော့အမှတွေ့ရတဲ့စကားလုံးလေးပေါ့နော်ခတာယောရုဆွဲစကားလုံးလေးဖြစ်ပါတယ်ဒါလေးဒါလေးကနေ့စဉ်အမြဲမပြတ်တွေ့ရတဲ့ယောရောရှိခုမှာပါတဲ့စကားလုံးလေးပါယောရောရှိခုရဲ့စကားလုံးလေးပေါ့နော်နေ့တိုင်းသုံးနေပြီးတော့မတည်ဘူးဆိုလို့ရှင်ယောရောရှိခုနဲ့ကရှင်မတ်မှာပါတဲ့ယောရောရှိခုပေါ့နော်ယောရောရှိဆိုတဲ့စကားလုံးလေး အဲတင့်တော်တဲ့အဆင်ပြေတော်ဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့အဲတင့်တော်တယ်လို့လှောက်ဆောင်နေလို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကတက်ခိခိဆိုပြီးတော့တုံးနေပေါ့နော်တက်ခိခိတက်ခိခိဆိုပြီးတော့ကီးဆိုပြီးတော့ဖတ်ပေးရတယ်တက်ခိခိရဲ့ကီးလေးဖြစ်ပါတယ်ယောရောရှိလေးဖြစ်ပါတယ်အဲအနောက်မှာထပ်ပြီးတော့ရှိနေတဲ့စကားလုံးလေးကကြတော့อิซึคุชิมุချစ်ခင်မြတ်နိုးတယ်နှစ်သက်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဒါလည်းတော့ N1 စကားလုံးလှလှလေးဖြစ်တဲ့အတွက်မှတ်ထားပေးပါသူကလေလုံးသွဲရေးအများကြီးမရှိဘူးอิซึคุชิมุရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့လေအာ ဂျီရှာခုရဲ့စကလုံးလေးအလိုတန်လိုက်မှာပါတဲ့စကလုံးလေးပေါ့နော်အဲ့ဒါလေးပဲသူတို့နှစ်ယောက်လောက်အတူတူလေးကြက်ထားလိုက်လို့ရှင်ဒါလေးရသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့က၃တန်းကြက်ခဲ့တယ်ပေါ့နော်၃တန်း၃တန်းဆိုပေမဲ့ဟိုမှတ်မိဖို့လိုအပ်တဲ့စကလုံးလေးပါတယ်ဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုတော့၃ခေါက်လောက်အနည်းဆုံးကြည့်ပေးစေချင်တယ်ပေါ့နော်အဲ့တော့ကြည့်ပြီးသွားပြီဆိုလို့ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အဆုံးထိကြည့်ပြီးတဲ့ကျေးဇူးများတင်ပါတယ်တတား